အဲ့တော့ရမ်းရည်ချင်တာရှက်တာပေါ့တားတားလေးနေကိုတားရိုက်နေကလေးတည်းဆိုရှက်တယ်ရည်ချင်တာပဲရှင်ရည်ချင်တာပေါ့ဆိုတော့ကိုစောပဲအကုန်လုံးအိုက်တင်လုပ်ကြရဲသူကအညွာရိုက်မရိုက်မဆိုပြီးခန်းထဲအဲ့ဒီရိုက်မခန်းထဲဝင်သွားချင်မှာသူကမဲဂရင်မမအညွာလဲမဲ့ပုံစံသူကလှဲနေတာဟဲကိုစောဘာအဲ့ဘာလောက်နေတာဆိုခမရလောက်ရမဲ့ပုံစံလေးဟင်း အဲကလေးတွေကိုအဲ့လိုလဲ့ပြီးတော့မြူရမယ်ခံပေါ့ကွယ်ဆိုတော့အဲသူကပဲ ID အရင်လုတ်ပြတယ်ဘယ်လိုလုပ်ရမယ်ဘယ်လိုလုပ်ဆိုသူပဲပြောရဲ့အတွက်ရီတော့ရီစင်တော့ dialogue ချရခြင်းတော့ရီစင်တယ်ဒါပေမဲ့လည်းဒါပြီးအောင်လို့ရဲလဲရတာပေါ့လေအဆင်ပြေအောင်လို့ရဲလဲရတယ်ဒါဆိုတော့အခုအဆင်ပြေသွားတယ်ပေါ့ဒါကျွန်တော်တို့ဘာဖာလို့ပြရမလဲချော်ပြရမလားမမလည်းအိမ်မဟုတ်ဘူးလားနေနေနဲ့လည်းတော့မအိပ်တယ်ဘူးအိပ်တယ်လားအိပ်တယ် share series လည်းပါနေတာပဲတော့ရှော့ ဲ့လိုတခန်းပါတခန်းပါတဲ့အဲ့လိုကအဲ့လိုမြူတဲ့ကန်းနေကိုမြူဆွဲတာရွေးတယ်သူကခိုင်းတာသဘောကြီးကြတယ်အဲ့ဒါပဲသူကသဘောကြတယ်အဲ့ဒီကလည်းတွေးပါတယ်ငါငိုရင်တောင်မှလို့ပရိသတ်ကလိုက်တော့ငိုပါတော့မလားမသိဘူးအားလိုက်ဟာသပဲကွာလုံနေရတာလေ ွားကြတော့အဲဆုံွားတာကမြင်းမြဲ့ရဲ့အေဂျင့်မောင်ရဲ့ခံမဲဆုံွားတာလေဆိုတော့အန်ဝါရုခန်းဝါတော်လေးပြိတ္တနေနေကြည့်လို့ဆိုအရင်ကိုရည်နေရတာပါပဲဆိုတော့တဲ့သူတွေတကယ်မိတ်က်မိတ်က်အာတစ်စီလည်းအများကြီးပါတာရဲ့တကယ်လဲဒါအမြင်နဲ့ရိုက်ကူးနေတဲ့တူတူလိုလင်းလင်းလိုဆိုတော့ဒါပြောစရာမလိုအောင်ပြိတ္တကစိုက်ကြမှာပါဆိုတော့အန်ဝါရုနေရာလေးလေးရည်ရပါတယ်တကယ်လဲအာဟာသားမြောင်ကိုလည်းရိုက်ထားရဲ့အတွက်ပြိတ္တကျနေတဲ့မယ်လို့အန်ဝါမျှော်လင့်ပါတယ်မမနဲ့လည်းခဲ့တော့ပုံကြီးတို့မြောင်စလုံးက ယောက်မျိုးကြီးဆွတ်ဆောင်ရှိတယ်။ဟိုအဲ့တော့ရမ်းရည်စင်တာရှက်တာပေါ့။ตาตาလေးနေကိုตาရိုက်နေကလေးနေဆိုရှက်တယ်ရည်စင်တာပဲရှင်ရည်စင်တာဆိုတော့ကိုစောပဲအကုန်လုံးအိုက်တင်လုပ်ပြရဲ။ तू อ่ะအညာရိုက်မယ်ရိုက်မယ်ဆိုရင်ခန်းထဲအဲ့အဲ့ရိုက်မယ်ခန်းထဲဝင်သွားချင်မှာ तू อ่ะမဲဂရင်မမအညာလဲမဲ့ပုံစံ तू อ่ะလှဲနေတာ။ဟဲ့ကိုစောဘာအဲ့ဘာလောက်နေတာဆိုခမည်းလုံးရမယ်ပုံစံလေးဟင်း အဲကလေးတွေကိုအဲ့လိုလဲ့ပြီးတော့မြူသွားမယ်ခံပေါ့ကွယ်ဆိုတော့အဲသူကပဲအိုင်ဒီအရင်လုတ်ပြတယ်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ဆိုသူပဲပြောရဲ့အတွက်ရီတော့ရီစင်တော့ dialogue ချရခြင်းတော့ရီစင်တယ်ဒါပေမဲ့လဲဒါပြောင်းတော့ရဲလဲရတာပေါ့လေအစင်ပြေအောင်တော့ရဲလဲရရဲဒါဆိုတော့အခုအစင်ပြေသွားတယ်ပေါ့တဲ့လာတဲ့လာညနာညနာရရဲရရဲရည်ရည်ကျင်တာပေါ့အတူကရည်ရည်ကျင်တာပဲခလေးတွေရှက်စရဲသူတို့ကလည်းရည်နေရလေး အမဇက်လိုက်ကောအေးချမ်းမော်ကဒါလောက်ချရချင်းမှာပြုံး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 နေဖြစ်နေပါလားအန်တူကပြောမဲ့စကလုံးတွေသူကပြုံးပြီးရည်နေကြတာလေဆိုကိုလည်းရည်စင်တာပေါ့လို့ရှက်လိုက်တာအရင်ကိုဒါပေမဲ့လေဒါကိုမတိတာလည်းအမြင်နဲ့ဒီလိုခက်ဆိုရင်အန်တူကိုတတိရတယ်အဲတီတာလေးနဲ့ဒီလိုခက်ဆိုရင်အန်တူမောင်ဝါကိုပဲတီတာမြင်တာဆိုပြီးတော့အဲ့လိုကိုပြောတာဆိုတော့ကဲအန်တူတို့ရဲ့ပြင်းဦးတွေကို daily တက်ရရတာလေဆိုတော့ဒါ ဟိုဘယ်လိုပြောမလဲဟိုရှေ့မှာလည်းလုံအဲ့လိုပါပဲမြူဆွဲတာပဲလုံလုံနေကြစက်ရုပ်တွေပါပဲဒါပေမဲ့တစ်ခါကြောက်လဲခလေးတွေပြုံးနေတော့လေကိုယ်တည်းရှက်ပြီးရည်စင်တာပေါ့တော့အဲ့လိုအဲ့လိုဖြစ်တာပါဒါပေမဲ့လေကိုယ့်ဘက်ကတော့ဒါကိုယ်ကတရုတ်ဆောင်တယောက်ဖြစ်တဲ့အတွက်ဒါအစဉ်ပြေအောင်တရုတ်ဆောင်ခဲ့တယ်ဒါဒရိုက်တာစိတ်တိုင်းကြလူကျင်တဲ့ပုံစံရအောင်အဒီမဘက်ကရည်ပြီးပြီးခဲ့တာပါဒါကျွန်တော်တို့ဘာလို့ပြရမလဲချော်ပြရမလားမမလည်းအေးဖို့မဟုတ်ဘူးလားနေစင်းနဲ့လည်းတော့မအေးတယ်ဘူးအေးတယ်လားအေးတယ် ာပြောမလို့ကားတိုင်း share series လေးပါနေတာပဲတော့ရှာအဲ့လိုတခန်းပါတခန်းပါတဲ့အလူကအဲ့လိုညူရကန်းနေကိုညူဆွဲတာရွေးရသူကခိုင်းတာသဘောကြီးကြတယ်အဲ့ဒါပဲသူကသဘောကြတယ်အတူတူတွေးပါရင်ငါငိုရင်တောင်မှလို့ပြိသက်ကလိုက်တော့ငိုပါတော့မလားမသိဘူးအားတိုင်းဟာသပဲကွာလုံနေရတာလေဆိုတော့ဘာပဲဖြစ်ဖြစ်ပါအဲ့ဒီကောသတိတရားနဲ့ဒါဒီလိုလေးပေါ်ပြီးတော့သမီးကျွေးတဲ့တွင်လည်းတကယ်ဒါပူပူ production ရော director academy ကိုဆိုအာယုံရောတတိယနဲ့ အဒီဘောက်ဒီလိုနေရာလေးတွေမှာအမတ်တရားဖြစ်ပေးနေတယ်သတိတရားဖြစ်ပေးရခေါ်ပေးတဲ့မတ်တရားကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်အဒီဝါရုပ်ကအဲ့ဒီရုပ်ညာထွက်နေလားမသိပါဘူးအဲ့လိုပေါ်တော့အဒီဝါဒါမဲ့လေအခု comment နေတော့အဒီဝါမဖတ်သေးပါဘူးဆိုတော့ဒါအဒီဝါတော့ဘလူးဘက်ကြီးပါအဒီဝါအရွယ်နဲ့အဒီဝါအဒီဝါလုံးနိုင်မြင့်တဲ့ဇယုတ်တွေကိုလာပြီးတော့အဒီဝါအတွက်ပေးတာလေဆိုတော့ကိုယ့်ဘက်ကလည်းတနေလို့ကြိုးစားပါတယ်ဒါတို့ကလည်းဒီမိတယောက်ကိုထည့်ရိုက်ရပါတယ် အန်ဒီဝါလည်းလုံးတက်တဲ့လူတွေလည်းရှိတယ်ဒါလည်းအန်ဒီဝါတို့တန်းလောက်မရှိပါမယ်လို့အန်ဒီဝါလောက်လုံးနေတဲ့လူအန်ဒီဝါလည်းတော်တဲ့လူတွေကိုရှိတယ်ဒါပေမဲ့လည်းသူတို့ကလည်းဒါဒါကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲဟိုချစ်နေကြတဲ့အစွဲလည်းရှိရပါတော့အမြင်တဲ့လူတွေကိုစောတို့မသိရဘူးကားဆိုအန်ဒီဝါတို့တွေကမြင်တဲ့ပါကြတယ်လေဆိုတော့ဒီလီယာလေးမှဒီလိုမြင်နေတော့ဒီကလေးနှစ်ယောက်နဲ့တကယ်တရှိအောင်မြင်နေတဲ့ထိတ်တဲ့မင်းသားနဲ့လည်းညူဝမယ်ခန့်ဆိုလဲဒါဒီပြတခြားတယောက်မထင်ဘူးလေသူ ဒါအကယ်မီပေါ်မှာအောင်ထက်လိုက်တယ်ဆိုတဲ့သဘောပေါ့နော်ကို့ကိုချစ်တဲ့စိတ်နဲ့ပါပဲဒါပါမဖြစ်ဒီကိုကိုတို့လည်းအနီဝါကိုဒီနေရာလေးမှာစဉ်းစားပေးကြတယ်ဒရိုက်တာရောဒါစီစဉ်နေတဲ့သူအကုန်လုံးကဒါအနီဝါကိုဒီလိုနေရာလေးမှာထည့်ပေးကြတဲ့အတွက်လည်းဒါပရိသတ်ကကိုပရိသတ်အမောပြေသွားတယ်ပရိသတ်ကြီးရယ်ဆိုရင်ကိုသူတို့စိတ်ချမ်းသာသွားဆိုအနီဝါကျင်းတတ်ပါတယ်ဟုတ်